ြွားတဲ့တေသပြန်လွင်လို့နေကူပြောင်းစားတကူလေးမှာတယောက်တလဲမို့လှမ်းကပြန်ပဲကြစင်ပတောကူလေးတွေပန်းစင်ချာသည် Hello အားလုံးပဲမင်္ဂလာပါမင်းတို့ရဲ့ကိုကြီးနေပြန်လာပါပြီတကြံခါသမယမှာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေဗျာခုလိုတကြံကလာမှာမင်းတို့ကိုကြီးနေပြောပြကျင်တာတော့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ရဲ့စွန့်ပြန့်ပွဲလွမ်းမောပွဲဇာလန်းလေးတစ်ပုတ်အကြောင်းပေါ့အထူးသဖြင့်ဂူဂူဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တကြံချင်းစာအကြောင်းပေါ့ဒီနေ့တကြံအကြနေမှာလဲဂူဂူဟာသူ့ချစ်သူလေးမီဒူလန်းလေးကဘရောက်ပင်ကြီးအောက်ကခုံထဲလေးမှာထိုင်နေတယ်သူ့ဘေးမှာတော့ဒီပလာတလုံးရေရောက်ခက်လေးတစ်ခက်ရေနောက် သူညကကိုတိုင်ရေးထားတဲ့ကဗျာလေးတစ်ပုဒ်လေးမိဖတ်ဖို့ပေါ့သူ့ပေါ်အုံမိုးနေတဲ့ brown ကြီးကလည်းပွင့်နေလိုက်တာရွှေတွေလောင်းထားသလိုပဲတပင်လုံးကိုဝါဝထင်လို့ပေါ့ခုံနှန်းလေးအောင်ပါလဲကြွေကျနေတဲ့ brown ပွင့်လေးတွေဟာရွှေပွင့်လေးလေးလိုပဲဟိုတပွင့်ဒီတပွင့်ပေါ့ဂူဂူလေးဟာအဝေးကလွင့်ပြန်းလာတဲ့တချမ်းတချမ်းလံတွေကိုနားထောင် ရှေ့ကမန်းတံမှာပျော်ရွှင်စွာကစားနေတဲ့လူတွေရေဝဲစွာငေးကြည့်နေတာပေါ့ခဏနေတော့မိမိရဲ့အိမ်ကိုမောက်ကြည့်ရင်မလေးရေနင်းစင်လာသေးဘူးလားလူတွေစီနေပြီဟာနင်းဘဟုမန်းတံကိုတွားကြည့်မယ်ဆိုနင်းပန်းဖို့ပထောက်ကလေးကခုလာတယ်တခါလေးလင်းပြီးတော့စင်ခဲ့တော့ဟာငါမနေ့ကတည်းကစောင့်နေတာသူ့စိတ်ထဲကပြောနေတာပေါ့ ဂူဂူလေးဟာအကြံလဲရင်စံကင်တော့ကသူ့ကြောပြင်ကိုပါလီကန်ပြီးလိုက်လာတတ်တဲ့လေးမေကိုညော်နေမိတာပေါ့ကွယ်။ဟိုးဝေကလွင့်ပြန့်လာတဲ့အကြံဒိုးတန်တွေပျော်ရှင်စွာအော်ဟစ်ကြီးကစားနေတဲ့လူတွေရဲ့အတန်တွေသူနာထဲမှာကြားချက်မကြားတစ်ချက်ပါပဲလေ။ဟုတ်တယ်လေသူညော်နေတာလေးမေကိုလေဖလားလေးကရေလေးနဲ့ တောက်ခက်ကလေးကိုရေစက်ကလေးတွေတောက်ချပေးနေတယ်။လေးမလာရင်ပထောက်ပန်းလေးညှို့မနေအောင်လို့ပေါ့။ပထောက်ပန်းရက်နဲ့အတူတင်းပြန့်လာမယ်။စနခါးရနံလေးကိုလည်းသူလွှမ်းနေပြီလေ။နောက်ပြီးလေးမရဲ့စကားသံလေးတွေကိုသူကြားရအောင်နေနေတယ်။ကိုကြီးချမ်းလာပြီမနာသေးဘူးလား။ငါလည်းပြာနည်းနည်းတောက်မယ်နော်လို့ပြောတဲ့အပြောလေး။ဆိုင်ကနောက်ကနေနာနာကိုကဲပြီးခွေး နင့်ကိုငါတိတ်ချစ်တာပဲဆိုရဲဆိုတာလေးပဲနောက်ပြီးဂူဟေမရတော့ဘူးမရတော့ဘူးလူရှင်တဲ့နေရာမောင်းတော့ကိစ္စကထိတ်ဝရောက်နေပြီဆိုရဲကြီးကျဲကျဲအပြောလေးတွေပြန်လဲကြောက်အောင်သူပြောနေတော့မှာပဲခြေတံတွေကြတော့သူမော့ကြည့်လိုက်ပြီကလေးတိုက်ပေါ်ကိုကြီးကြီးရေလောင်းမယ်ဆိုပြီးသူ့ဘော်ရေဝိုင်းလောင်းကြတော့သူညကရေခဲ့တဲ့ကြပြားလေးရေမစို့တော့ရှင်ခွင်ထဲမှာဖွက်ထားလိုက်တယ် ကလေးတွေရေလောင်းပြီးခုံပေါက်မြူးတူးစွာထွက်သွားမှကြပြားလေးကိုထုတ်ပြီးတော့သူပြန်ဖက်နေတာပေါ့ကြပြားလေးဖက်ပြေးတဲ့အချိန်မှာတော့ကြောက်ပင်ကြီးရဲ့အေးကသူသူ့ခြေကနားကိုယောက်လာပြီနေထောင်တော်မြင်လာပြီမလေးနေမလာသေးဘူးလားဟာကြောက်ခက်လေးနွမ်းသလိုသူ့စိတ်တွေလည်းနွမ်းလို့ပေါ့ကြံမန်းတွေမှာ တချင်းတန်တွေမဆဲသေးသလိုစိုကြပက်ကြရီကြမောကြနဲ့စီကားနေတော့ပါပဲမလေးရေနေလာပါတော့ဟာမလေးရေနေလာပါတော့မလေးရေနေလာပါတော့ဆိုပြီးတော့ကူလီယာတစ်စက်ကနေတဖောက်ဖောက်ရွံ့နေတာပေါ့ညိုရင်းအောင်မလေးတို့တိုက်ကြီးကိုကြီးပြီးသူ့စိတ်တွေလည်းတဖြည်းဖြည်းနဲ့ထိုင်မှန်းလာတယ် နေဘာဖြစ်နေလို့လဲကြီးမီကမထွက်ရဘူးတဲ့လားနင်းနေကလည်းအများနဲ့လင်းနေကြလေကြီးမီတို့လည်းទីတာပဲဟာနင်းပဲရောက်နေလဲမလီဒီနေ့အတက်နေတကြံကြတာမြဲရှိပြီလေနေ့ရလုံးနင်းပဲပြောင်းနေတာလဲမလီနင်းပဲတော့မှငါနာကခွင့်မသွားတတ်ပါဘူးလက်ဖြတ်စို့တက်နေကြံပြီတော့မယ်လေ ဘရော့ဒီဝင်နေပြီမဲ့ငါးစီတီကျင်းနေပြီဟာဂူဂူလီဟာခေါင်းငယ်စိတ်ကြနေရကနေမန္တကရေကစားနေတဲ့သူတွေကိုရီဝေစွာကြည်နေတုံးပါပဲဟာလို့အော်ဟစ်ပြီးဂူဂူလီဟာမျက်လုံးကိုစုံမဲလိုက်တယ်ဆိုင်ကယ်တစ်စီးနဲ့ရေပက်ခံတဲ့ကားတစ်စီးတိုင်မိမိလိုလိုဖြစ်သွားတာပေါ့ဒါမှမတိုင်မိပါဘူးဒါပေမဲ့ဂူဂူတယောက်ကတော့ တကုလုံးတဆက်ဆက်ဆက်လုံးလာပြီမဟုတ်ဘူးအဘူးဖြစ်ရဘူးအဲ့ဒီလိုမဖြစ်ရဘူးလေသူ့မျက်နှာကိုလဝါနဲ့အုပ်ရင်အယူတယောက်လိုတဖွားဖွားရွံ့နေရှာတယ်မဖြစ်ရဘူးအဲ့လိုမဟုတ်ရဘူးလေမဖြစ်ရဘူးအဲ့လိုမဖြစ်ရဘူးကူကူလေးဟာအော်နေပြီမဲ့သူ့အာရုံလုံခဲ့တဲ့၃နှစ်ကအရေးအကြောင်းတွေမျောလာ စားစီဖြစ်သွားတဲ့ဆိုင်ကတစီပြော့ခွေကြနေတဲ့လေးမရဲ့လေတိုင်းလူသူ့ညာဘက်ခြေတော့ကအမီရောင်တွေးတယ်ပတ်ဝန်းကျင်ကအော်ဟစ်လိုက်တဲ့အကန့်လောက်ကြပါဦးခေကြပါအောင်ဆိုတဲ့အကန့်ကူကလေးအတွက်တကြံတချင်းတန်တွေကနီးလာလာဝေးသွားလာနောက်တော့အရာအလုံးအားအမောင်တိပေါ် กูกูลีฮะตะสะสะตုံมีชาละบ่ตุละคว้ามาเลยမျက်ရည်တွေရွှဲရွှဲနေလို့သူ့အာယုံမှာလဲတကြံတချင်းတန်တွေဟာတဖြည်းဖြည်းနဲ့တစားနဲ့တစားကျဲကျဲလာတယ်မန္တရတွေမှာလဲအရင်လိုပဲရေပက်တဲ့သူတွေရေပက်ခံကားတွေနဲ့ပုံမှန်တိုင်းပျော်ရွှင်အော်ဟစ်မြူတူလို့ပေါ့ ူဂူလေးဟာကောင်းငစိတ်ချရင်ဖလားတွေကရေတွေကိုတွန်းလိုက်တယ်။နွမ်းစာပြုတ်နေပြီဖြစ်တဲ့ပရောက်ခက်ကလေးကိုသူ့အိတ်ကထဲထည့်ရင်ဂျိုင်းတော့ကိုအာပြုတ်ပြီးသူထားရလိုက်တယ်။နောက်ဆုံးအနေနဲ့ပရောက်ပင်ကြီးကိုတစ်ချက်မောကြည့်ရင်မလီငါပြန်တော့မယ်ဟာပြောရင်ကူကပရောက်ပင်လေးအောက်ကနေ ဖြည်းဖြည်းကြောက်ခံပြီးထွက်သွားတယ်။ဂျိုင်းတော်လေးနဲ့တွေ့ရွထွက်သွားတဲ့ဂူဂူရဲ့နောက်မှာတချမ်းတချင်းတန်တွေနဲ့ပျော်ရွှင်အော်ဟစ်နေတဲ့အတန်တွေဟာလေတစားတစားနဲ့ဝေးပြေးကြံခဲ့တာ။နောက်ပြန်လဲဂူဂူဘောက်ကလေးအောင်လာခိုင်းနေဦးမှာပါ။ဒါသူ့ရဲ့တချမ်းချင်းစာတစ်ခုပဲပေါ့။ Yo te sigo en ti mandaré poema ဇာလန်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါကွာတကယ်အဖြစ်ပြလားမမိပါနဲ့မင်းတို့ကိုကြီးနေဖြေမမဟုတ်ဘူးနော်ကဲအားလုံးလည်းနေ့တင်ပါချစ်ချင်းပြန်အောင်နိုင်ကြပါစေကွာမင်းတို့ရဲ့ကိုကြီးနေမိုးပြေ